်မင်္ဂလာပါရှင်ဒီကနေ့အနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရွှေကောက်ပွဲအကြိုကာလတွင်ကြီးလေသည့်နိုင်ငံရာဇဝတ်မှုများကျူးလွန်နေကြောင်းသတင်းပေးပို့ချက်များတိုးလာသည်ဟု IIMM သတိပေးတဲ့ဆွဲသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်စစ်အာဏာပိုင်များသည့်ရွှေကောက်ပွဲအကြိုကာလအတွင်းမြန်မာနိုင်ငံ၌ကြီးလေသောနိုင်ငံတကာရာဇဝတ်မှုများကျူးလွန်နေကြောင်းသတင်းပေးပို့ချက်များတိုးလာနေသည်ဟုမြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရှင်းနေရ IIMM ကတရီပေးလိုက်ပါတယ်။မြန်မာစစ်အာဏာပိုင်များသည့်ရွေးကောက်ပွဲအပေါ်ဝေဖန်ရုံသက်သက်မျှကိုရာဇဝတ်မှုအဖြစ်သတ်မှတ်သည့်ဥပဒေတရက်အား2025ခုနှစ်စူလိုင်တွင်ပြဋ္ဌာန်းခဲ့ပြီးရင်းဥပဒေအရထောင်လန်20အထိချမှတ်နိုင်ကတည်တံလေးချမှတ်နိုင်ကြောင်းလူမှုကွန်ရက်တွင်ရွေးကောက်ပွဲကိုဝေဖန်ခြင်းနှင့်ရွေးကောက်ပွဲစန့်ကျင်ရေးလက္ခဏာစာဆောင်များဖြန့်ဝေခြင်းများပြုလုပ်ခဲ့သည့်ဆိုသည့်စွပ်စွဲချက်များဖြင့်ကလေးညာပါဝင်လူအများအပြားဖမ်းဆီးခံရသည့်ဆိုသောသတင်းပေးပို့ချက်များစုဆောင်ထားကြောင်း IIMM ကထုတ်ပြန်ပါတယ်လွတ်လပ်ပြီးတရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲကျင်းပတာဒါမှမဟုတ်နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်တာကရန်နရာရဲ့လုပ်ပိုင်ခွင့်တည်းမှာပါဝင်တဲ့အရာစွဲမှုမဟုတ်ပါဘူးရန်နရာရဲ့လုပ်ပိုင်ခွင့်မှာလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့လူမျိုးပြုံးတီးစေမှုတွေမှာလည်းပါဝင်ပါတယ်။ဒါပေမဲ့လည်းရွေးကောက်ပွဲနဲ့ဆက်ဆက်ပြီးလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုဖြစ်စေနိုင်တဲ့နှိမ့်ဆက်ညှဉ်းပန်းမှုတွေနဲ့လူထုချမ်းမှအကြောက်တရားပြန့်ပွားစေတဲ့အကြောင်း စိတ်ပူစရာကောင်းတဲ့သတင်းပေးပို့ချက်တွေကိုရန်နေရကလက်ခံရရှိထားပါတယ်ဟု IIMM အကြီးအကဲနီကိုလက်ခွန်ချန်ကပြောပါတယ်။ IIMM သည်ဥပဒေကြောင့်အရာအခြေမြင့်မရှိဘဲသို့မဟုတ်ဥပဒေဆိုင်ရာလှုံ့ထုံးလုပ်နည်းများမပါဘဲဖမ်းဆီးထောင်ချသည့်အထောက်အထားများကိုလည်းစုဆောင်းနေကြောင်းဆိုပါတယ်။မြန်မာစစ်တပ်သည်လက်နက်ကိုင်တပ်ဖွဲ့များလက်ရှိထိန်းချုပ်ထားသည့်နှင်းမြင်များကို ပြန်လည်တင်းယူပြီးရွေးကောက်ပွဲကျင်းပနိုင်သည့်နေရာများချဲ့ထွင်ရန်အတွက်အရတားပြည်သူများနေထိုင်သည့်ကျေးရွာများအားလေကြောင်းတိုက်ခိုက်မှုများတိုးမြင့်လှုံ့ဆော်နေသည်ဆိုသောသတင်းပေးပို့မှုများကိုလည်း IMM ကစုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရပါသည်။အရတားတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာဟာစစ်မှတ်ဥပဒေချိုးဖောက်မှုဖြစ်တယ်ဆိုတာအဖွဲ့တွေအားလုံးကိုရှင်းရှင်းလင်းလင်းပြောကြင်ပါသည်။အရတားတွေကိုမရှောင်ရှားတဲ့လေကြောင်းတိုက်ခိုက်မှုတွေသာမကနိုင်ငံရေးကိုယ်စားလှယ်လောင်းတွေနဲ့မဲရေတွက်သူတွေလိုမျိုးရွေးကောက်ပွဲမှာပါဝင်သူတွေကိုတိုက်ခိုက်တာတွေဟာ စစ်ရာဇဝတ်မှုထားမှာမဟုတ်လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုညောင်းနိုင်ပါတယ်ဒီရာဇဝတ်မှုကျူးလွန်သူတွေကိုတရားဥပဒေအရအရေးယူနိုင်ဖို့အတွက်အထောက်အထားတွေကိုကျွန်တော်တို့အာသွန်ခွန်ဆိုင်စူးစောင်းနေပါတယ်ဟု၎င်းကဆက်ပြောပါတယ် IIMM ကို2021ခုနှစ်နောက်ပိုင်းမြန်မာနိုင်ငံတွင်ကျူးလွန်သည့်အကြီးလေးဆုံးသောနိုင်ငံတကာရာဇဝတ်မှုနှင့်အခြားသောနိုင်ငံတကာဥပဒေများချိုးဖောက်ခြင်းများအတွေ့အထောက်အထားများစုဆောင်ရန်နှင့်စီစစ်သုံးသပ်ရန်2018ခုနှစ်တွင်ကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီကဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ ဆက်လက်ပြီးစစ်ကောင်စီကာလုံပါဝင်ခဲ့သူတွေနဲ့ရွေးကောက်အဖွဲ့ဝင်25ဦးကိုအကြမ်းဖက်သမားတွေအဖြစ် NUG ကျင်းညာဒီတော်စုအစ်စ်ရွေးကောက်အဖွဲ့ဝင်တွေကိုတာမက ီနယ်တိုင်းခရိုင်မြို့နယ်အစစ်ကော်မရှင်အဖွဲ့ဝင်တွေကိုအမိနဲ့တကွကြေညာမယ်လို့ထုတ်ပြန်နေဆွဲတဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။စေကောင်းဆောင်မြောင်းလိုင်းအပါဝင်အနာသိစစ်အုပ်စုဖွဲ့စည်းထားတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကတာဝန်ပေးအပ်ခဲ့တဲ့အမျိုးသားကောက်ွက်ရေးနဲ့လုံခြုံရေးကောင်စီအဖွဲ့ဝင်၁၄ဦးနဲ့စေကောင်းစီဖွဲ့ထားတဲ့ရွှေခောက်ပွဲကော်မရှင်အဖွဲ့ဝင်၂၅ဦးကိုအကြံဖတ်သမားတွေအဖြစ်သတ်မှတ်ကြေညာလိုက်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG အကြံဖတ်တိုက်ဖြတ်ရေးဗဟိုအဖွဲ့ကနိုဝင်ဘာ25ရက်မှာထုတ်ပြန်ပါတယ်။စစ်ကောင်စောင်းမြောင်းလိုက်အပါဝင်စစ်တပ်အာဏာသိမ်းစ2021ဖေဖော်ဝါရီတရက်မှာအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကိုဥပဒေမဲ့ခေါ်ယူခဲ့တဲ့ဒုတိယသမ္မတဦးမြင့်စွင်စစ်ကောင်စောင်းမြောင်းလိုက်ဒုစစ်ကောင်ဆောင်ဆိုဝင်ဒုကိုချုပ်ကြီးစိန်ဝင်ဒုဖို့ချုပ်ကြီးစိုးထောဒုကိုချုပ်ကြီးရဲအောင်တို့ကိုအကြံဖတ်သမားတွေအဖြစ်ကြီးညာချောင်း NUG ကထုတ်ပြန်ကြီးညာခဲ့ပြီးနောက်စစ်ကောင်စီကတာဝန်ပေးတဲ့အကလုံးမှာ ပါဝင်ခဲ့သူမင်းအောင်လိုင်အပါအဝင်၁၄ဦးကိုလည်းအကြံဖတ်သမားတွေအဖြစ်ထပ်မံကြေညာခဲ့ပါတယ်။2021 February 1ရက်မှ2025 July 31ရက်အတွင်းအကြံဖတ်အုပ်စုဖြစ်တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကတာဝန်ပေးဖွဲ့စည်းခဲ့သောအစိုးရအဖွဲ့အဆက်ဆက်ရေးအမျိုးသားကောက်ွယ်ရေးနှင့်လုံခြုံရေးကောင်စီဟာလည်းအကြံဖတ်အဖွဲ့အစည်းဖြစ်တာကြောင့်အဲ့ဒီကောင်စီအဖွဲ့ဝင်တွေကိုအကြံဖတ်သမားတွေအဖြစ်ကြီးညာခြင်းဖြစ်ကြောင်းအသိပေးထားပါတယ်။အကြံဖတ်သမားတွေအဖြစ်ထပ်မံကြီးညာခံရတဲ့ကောင်စီဝင်တွေကတော့ မြောက်လိုင်းပြည်သူ့လွတ်တော်ဥက္ကဋ္ဌတီခွန်မြန်ဒုစစ်ကောင်ဆောင်စိုးဝင်းဘိုးချုပ်ကြီးညာထွန်းဦးသူ့ဘိုးချုပ်ကြီးထွန်းတော်နောင်ဥက္ကဏမောင်လွင်ဦးတန်းဆွေဦးခင်နဒီပင်တီယို ၊ဒုဂုတ်ကျောက်ကြီးအောင်လင်းထွေ၊ဒုဂုတ်ကျောက်ကြီးရှဲဝင်းဦး၊ဒေါက်တာတီတာဦး၊ဘိုးကျောက်ကြီးတင်အောင်ဆန်း၊ဘိုးကျောက်ကြီးမောင်မောင်အေး၊ဒုဂုတ်ကျောက်ကြီးရှာပြီးတို့ဖြစ်ပါရယ်။အာနာသိန်းစစ်တပ်ဟာအာနာသိန်းပြီးကလုံအစီအွေအချိန်ချင်းခေါ်ယူပြီးအရေးပေါ်ကာလတက်တန်ထူတောင်စီအိုစုရဲ့ဝင်းကြီးအပြောင်းလဲတွေလောက်တာကိုမကြာခဏပြုလုပ်ခဲ့ပါတယ်။ဒါပြင်စစ်ကောင်စီဖွဲ့စည်းခဲ့တဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေကိုလည်းအကြံဖတ်သမားတွေအဖြစ် NUG ကကြီးညာခဲ့ပါတယ်။ကော်မရှင်အဖွဲ့ဝင်တွေဖြစ်တဲ့ဦးသိန်းစိုး၊ဦးတောင်တင်၊ဦးတန်ထွန် ်ဦးကျောင်းဦးအောင်စောဝင်းဦးတန်ဝင်းဦးစောပါလိုင်ဦးစိုးဦးဦးအောင်မုံမြင်ဦးအောင်လွင်ဦးဦးတန်စိုးဦးဘရန်ရှောင်းဦးမြင့်ဦးဦးခက်မဦးဒေါ်နုမြဆန်းဦးမြင့်သိန်းဒေါက်တာဖမောင်ဦးကိုကိုလွင်ဦးမမင်းဦးဦးတန်းအောင်ကျော်ဦးခင်စောဦးမျိုးလိုင်ဦးတန်းထွတ်သိန်းဦးတင်ဆွေဝင်ဦးအောင်မြင့်လွင်စတဲ့သူတွေကိုအကြမ်းဖက်သမားတွေအဖြစ်ကြီးညာခဲ့တာပါစစ်ကောင်စီကအသွင်ပြောင်းဖွဲ့စည်းထားတဲ့စစ်ကော်မရှင်ရဲ့ဆက်ဆက်အဖွဲ့အစည်းတွေအားလုံးဟာအကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့ နိုင်ငံရဲ့ပြည်သူလူထုနဲ့ရန်သူဖြစ်တယ်ဆိုတာထင်ညာထားပြီးဖြစ်တယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရောပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါရယ်အဲ့ဒီထဲမှာမှတရားမဝင်သူရောက်ရွေးကောက်ပွဲကော်မရှင်အမိခန့်အဖွဲ့စည်းဟာဆိုရင်လေလုံကာကနေသူတို့ဖွဲ့စည်းတာဖြစ်ပါရယ်အကြံဖတ်စစ်တပ်ရဲ့လုံကာကိုလည်းအကြံဖတ်သမားတွေအဖြစ်ထင်ညာပြီးဖြစ်လို့လုံကာကနေဖွဲ့စည်းတဲ့ဒီ UEC ကိုလည်းပဲဆက်ပြီးတော့အကြံဖတ်သမားတွေအဖြစ်ထင်ညာတာဖြစ်ပါရယ်လူပုတ်ကိုနာမည်ထွေနဲ့ထပ်မံထင်ညာတာဖြစ်ပါရယ်လို့ဦးနေဖုံးလက်ကပြောပါရယ် လက်ရှိတော်လည်းရင်အားစုတွေစိုးမိုးထိန်းချုပ်နေမြေတွေသို့မဟုတ်လမ်းပိုင်းတွေမှာဒီချိန်ညာထားတဲ့သူတွေကိုဖမ်းဆီးရမိပြီး NUGC အနန္လာဘာကအကြံဖတ်မှုတိုက်ဖျက်ရေးဥပဒေနဲ့အရေးယူသွားမယ်လို့ပြောပါရယ်ဖမ်းပြီးသူတွေအနေနဲ့ထပ်မံကျူးလွန်ထားတာစစ်ဆေးတွေ့ရှိတယ်ဆိုရင်လည်းထပ်မံကျူးလွန်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးအရေးယူဆောင်ရွက်သွားမယ်လို့ဦးနေဖုံးလက်ကအသိပေးပါရယ်အခုကတော့ပြည်ထောင်စု အစ်စ်ရွေးကောက်ပွဲကော်မရှင်အမိကအဖွဲ့မှပါဝင်နေတဲ့သူတွေကိုချိန်ညာတာဖြစ်ပါရယ် ဆက်လက်ပြီးတော့လေတိုင်းနယ်ပြည်နယ်အဆင့်မြို့နယ်အဆင့်တွေလေဇက်တိုက်ထုတ်ပြန်ကြေညာတာအခုလိုမျိုးလူပုဂ္ဂိုလ်နာမည်တွေနဲ့ထုတ်ပြန်ကြေညာသွားဖို့ရှိပါတယ်လို့ဦးနေဖုံးလက်ကပြောပါတယ်အခုကြေညာထားတဲ့အကြံဖတ်သမားတွေကိုဥပဒေအရအရေးယူနိုင်ရေးဂျိုးပန်းဆောင်ရွက်သွားမှာဖြစ်လို့တော်လှန်ရေးအင်အားစုတွေနဲ့ပြည်သူတွေပူးပေါင်းဆောင်ရွက်ကြဖို့လေ NUG ကတိုက်တွန်းထားပါတယ်ဒီထုတ်ပြန်ချက်တွေမှာပါတယ်လို့တော်လှန်ရေးအင်အားစုတွေအနေနဲ့ပဲဖြစ်စေ ပြည်သူတွေအနေနဲ့ပဲဖြစ်စေဒီပုံကိုယ်တွေကိုဖမ်းဆီးရမိတယ်ဆိုရင်အမျိုးသားညီညွတ်ရေးအစိုးရပြည်ထရေးဝန်ကြီးဌာနကိုအကြောင်းကြားပြီးဒီလူတွေကိုအရေးယူဆောင်ရွက်နိုင်ဖို့အရေးကိုပူးပေါင်းဆောင်ရွက်ကြဖို့ထက်မှန်တိုက်တွန်းပါတယ်လို့ဦးနေဖုံးလက်ကပြောပါတယ်ဆက်လက်ပြီးအလင်းဝင်စစ်မှုထမ်းတပ်သားလေးဦးစလုံးစစ်တပ်ကိုပြန်တိုက်မိဆိုတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မကွေးတိုင်း၆မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံအလင်းဝင်လာသည့်စစ်မှုထမ်းတပ်သား၄ဦးစလုံးစစ်တပ်ကိုပြန်တိုက်ချမိဟုသိရပါတယ်။စစ်တပ်ဤပေါ်တာဆွဲခြင်းခံရပြီးစစ်မှုထမ်းအပတ်စဉ်နှစ်ကိုနေ စနစ်တင်နန်းစင်၄ဦးသည်၆မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံနိုဝင်ဘာ25ရက်တွင်လက်နက်နဲ့တကွာအလင်းဝင်ခဲ့ကြောင်း၆မြို့နယ်ပကဖကသတင်းထုတ်ပြန်ထားပါတယ်။သူတို့ကနေအစုံကပဲသူတို့ပေါ်တာဆွဲခံလိုက်ရပြီးတော့ကျွန်တော်တို့နဲ့ချိတ်ဆက်ပြီးတော့ပဲဝင်လာခဲ့လိုက်ကြတာပေါ့နော်။သူတို့ကပေါ့နော်ကျွန်တော်တို့နဲ့အတူတူပဲပူးပေါင်းပါဝင်ပြီးဒီစစ်တပ်ကိုပြန်တိုက်ဖို့ကျွန်တော်တို့ကိုတောင်းဆိုထားတာရှိတယ်ဗျာ။ကျွန်တော်တို့ကလည်းလက်ခံထားပါတယ်ဟု၆မြို့နယ်ပကဖမှာတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ ၎င်းတို့နဲ့အတူ MA2 တက်နှက်တလန်နင်းမိုင်၃လုံးကြီးပေါက်၁၄ခုနဲ့ကြီးစံအချို့ပါလာပြီးအလင်းဝင်တက်တာ၄ဦးကို၆မြို့နယ်ပကဖကလေးဦးပေါင်းဝေချက်၃၄၀ကြီးမြင့်ခဲ့ကြောင်းသိရပါတယ်။အလင်းဝင်တက်တာ၄ဦး၏နေရက်တာဝန်ထမ်းဆောင်ခဲ့သည့်တက်နှင်းဆက်သွဲအလင်းဝင်လာပုံကိုမူလုံခြုံရေးအရဖြည့်ကြားခြင်းမရှိပေ။အလင်းဝင်၄ဦးတဲတွင်စစ်မှုထမ်းအပတ်စဉ်နှစ်သစ်နန်းစဉ်သည်ဒုတက်ချက်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးကြံ၃ဦးမှရိုးရိုးတက်သားများဖြစ်ပါတယ်။ ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။